ကဲတိုင်းရဘေကရဲ့မင်္ဂလာမနက်ခင်းပါလို့နှုတ်ဆက်ရင်းနဲ့မြမပြာတော်လံပြည်သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့တော်လံမနက်ခင်းပါလို့နှုတ်ဆက်လိုက်ပါသူဘာကိုပြောနေတာလဲဆိုတော့ခနေ့ကအေးအေးနဲ့အာစာနဲ့တိုက်ဝဲဖြစ်လို့အာစာက အယောက်20လောက်ဂိမ်းသွားတယ်။၈ယောက်ကိုအရှင်ဖမ်းမိတယ်လို့အတင်းကြား။ဆိုတော့အာသာဆိုတာငါတို့မြန်မာနိုင်ငံသားတွေအားလုံးတည်ပြီးသားဖြစ်တဲ့မွတ်စလင်အကျန်းဖက်အဖွဲ့အစည်းလို့ငါတို့ကသတ်မှတ်ထားတယ်။အိုးအရင်တော့ကလည်း ီအာသာဆိုတဲ့အဖွဲ့ရပဲစပြီးတော့ကျူးကျော်လို့အခုစစ်ခွေးတွေနဲ့ပြဿနာတင်ရင်းနဲ့လူပေါင်းမြောက်များစွာမွ슬လင်ပေါင်းမြောက်များစွာသူတို့ပြောတဲ့ရိုဟင်ဂျာပေါင်းမြောက်များစွာသူတို့ရိုဟင်ဂျာလို့ပဲပြောပြောဘင်္ဂလီလို့ပဲပြောပြောပြောချင်တာပြောဒီလာတာကတော့မွ슬လင်ဆိုတာလုံးဝတည်တယ်ဆိုတော့သူတို့တွေမြောက်များစွာ င်းသားရှိကိုထွက်ပြေးသွားအဲဒီမှာဂျီနိုဆိုက်ဆိုပြီးတော့ပေါ်လာအဲဒီဂျီနိုဆိုက်ကြောင့်ပဲငါတို့အမေတော်ဆန်းစုကြည်ကတဟိတ်မှာတွားပြီးတော့ရှင်းခဲ့ရပြီအခုအဲဒီကောင်တွေကစစ်ခွေးတွေနဲ့ပေါင်းပြီးတော့ငါတို့အားကိုးရတဲ့အေအေကိုပြန်ပြီးတော့တိုက်တယ်တော်လန်းတယ်ဒီပြဿနာအကြီးကြီး နော်ဒီပြဿနာအကြီးပဲဘင်္ဂလားရှိနိုင်ငံထဲမှာခြေကုပ်ယူတယ်ဘင်္ဂလားစတိတ်ကတော့မှလက်နက်တွေထောက်ပံ့ပေးထားတယ်လို့သိကြတယ်အရိယာစစ်ခွေးတွေကလည်းသူတို့လက်နက်တွေထောက်ပံ့ပေးထားတယ်အခုအရင်လိုခိုးကြောင့်ခိုးရတိုက်လာတာမဟုတ်တော့ဘူးပေါ်တင်တိုက်လာတဲ့အနေအထားမျိုးဖြစ်နေအဲ့တော့အေအေကအခုတိုက်နေရတာစစ်ခွေးတွေပြင်အာစာဆိုတဲ့အဖွဲ့ကထပ်တိုက်နေ အဲဒီတော့ငွားပြည်သူတွေအနေနဲ့သတိကြီးကြီးထားဖို့လိုပါတယ်ခရီးတိုင်းပြည်မှာ NDA တွေတိတ်များနေတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါရောက်လာနိုင်တယ်အဲဒီကိစ္စတွေတော့သတိကြီးထားပါအများဆုံးဖြတ်နိုင်အောင်ကြိုးစားပါကျန်သူကိုအများဆုံးရှင်းလင်းတုတ်တင်နိုင်မှာဟဲ့တိုင်းပြည်အကြံအဲ့တော့ ဒေါ်လာပြည်သူတွေအနေနဲ့ဒေါ်လာရေးကိုဒီတက်ပို့ပြီးတော့ထောက်ပံ့ပေးကြပါလို့ပြောရင်းနဲ့အားလုံးနှုတ်ဆက်ပါကျေးဇူးအများကြီးတင်တယ်နောက်ပြန်ပါမယ်ဆိုတော့